ေသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ့်ဆေးကဒီဆေးပါပဲခင်ဗျာ Lemoxin 200 AE ဆေးပါဝင်မှု1 ml လင်ပါဝင်မှု Oxytetra ဆိုင်ကလင်းအခြေခံ200 mg ဖြည့်စွက်ပစ္စည်း1 ml အထိပေါ်ပြချက် Oxytetra ဆိုင်ကလင်းသည် Tetra ဆိုင်ကလင်းအုပ်စုဝင်ဖြစ်ပြီး Bordetella, Chlamydia, Campylobacter, E. coli, Haemophilus Mycoplasma, Pasteurella, Rickettsia, Salmonella, Staphylococcus နှင့် Streptococcus အစရှိသော gram အပြုသဘော gram အငင်းသဘော bacteria များစွာကို bacteria တတ်နိုင်သောအာနိသင်ပြသည်။ Oxytetracycline ၏လုံးဆောင်ချက်သည် bacteria protein တက်ဖွဲ့စည်းမှုကိုတားဆီးခြင်းပေါ်တွင်အခြေခံသည်။ အောက်ဆီတက်ထရာဆိုင်ကလင်းကိုအဓိကအားဖြင့်စီးရဲတွင်သေးချေရေအနေငယ်နှင့် နိုးထွက်သတ္တဝါများတွင်နိုရဲ၌ဆွန့်ထုတ်ပါသည် ထိုးစေးတစ်ကြိမ်ထိုးလျင်နှစ်ရက်ကြာအာနိသင်ရှိသည်အသုံးပြုနိုင်သောယောဂများ Bordetella, Chlamydia, Campylobacter, E. coli, Haemophilus, Rickettsia, Mycoplasma, Pasteurella, Salmonella, Staphylococcus နဲ့ Streptococcus အစရှိသော Oxytetra ဆိုင်ကလင်းခံနိုင်ရရှိသောပိုးမွှားများကြောင့်ဖြစ်သောအစစ်ရောင်ခြင်းအစာအိမ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါပိုးဝင်ခြင်းများနွားကလေးနွားစိတ်တိုးနှင့်ဝက်များတွင်အသုံးပြုနိုင်သည်စန့်ကျင်ဘက်အခြေအနေများ Tetra ဆိုင်ကလင်းများနှင့်ဓာတ်မတည့်ခြင်းကြောက်ကက်နှင့်သို့မဟုတ်အသေးလှုပ်ဆောင်မှုပြင်းထန်စွာချို့ယွင်းနေသောတရိစံများတွင်ထိုးသွင်းခြင်းမပြုလုပ်ပါနှင့် ပန်နီစီလင်များဆက်ဖရိုစပိုရင်းများကွိုင်းနိုလုံများနှင့်ဆိုင်ဂလိုစီရင်တစ်ချိန်တည်းအသုံးပြုခြင်းမပြုလုပ်ပါနှင့်ဘေးထွက်ဆိုးကျိုးများစက်သားအတွင်ထိုးသွင်းပါကထိုးသည့်နေရာတွင်တုံ့ပြန်မှုများဖြစ်ပေါ်နိုင်ပြီးရန်နှင်းငယ်အတွင်ပျောက်ကင်းသွားတတ်သည်တတော်ဝငယ်များတွင်သွားများအယောင်ပြောင်းခြင်းဓာတ်မတည့်မှုတုံ့ပြန်ချက်များဖြစ်နိုင်သည်တမတ်ပမာဏစက်သားအတွင်သို့မဟုတ်အရေပြားအောက်ထိုးသွင်းရန် အထွေထွေဟာကိုလေးချိန်စေး1မီလီလီတာလျင်ကိုလေးချိန်10ကီလိုဂရမ်အထိအသုံးပြုနိုင်သည်လိုအပ်ပါကီဆေးပမာဏကို48နာရီကြာပြီးနောက်တစ်ချိန်ထပ်မံထိုးနိုင်သည်ဆေးထိုးသည့်နေရာတနေရာတွေတွင် ပို၍မထိုးရသော ပမာဏနွားများတွင်ဆေး20မီလီလီတာထက်ပိုမထိုးရဝက်များတွင်ဆေး30မီလီလီတာထက်ပိုမထိုးရနွားကလေးစိတ်နှင့်တိုးများတွင်ဆေး5မီလီလီတာထက်ပိုမထိုးရဆေးရည်ရန်အချိန် အသားအတွက်28ရက်နှုတ်အတွက်9ရက်ကြိုတင်ရက်ပါတိမ့်စင်းနေ6တွေ့အေးမြတော့နေရာရင်တိမ့်စီပါ နေရောင်တိုက်ရိုက်မထိပါစေနဲ့မွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာမတနိုင်တပိုင်ဝက်မွေးမြူရေးမွေးမြူရေးညီကိုများစိတ်နှစ်သက်ပါက like follow subscribe လေးလောက်သွားပေးပါအောင်များ ျေးဇူးတင်ပါတယ်ခင်ဗျာ။